တလောကလုံးပြန်လောလာပေးမယ်ရောင်လုံးတောင်လွတ်မလာတဲ့နာမည်ကြီးအနှစ်ပညာရှင်ဆယ်လီလေးရောက်ပိတ်တံများအောင်ပေးမင်္ဂလာပါရှင်အခုချိန်မှာတော့နိုင်ငံတော်ကပုံမှန်905ကာကြီးနဲ့ပြစ်ဒဏ်ကြခံနေရတဲ့သူတွေလက်ရှိအမှုရင်ဆိုင်နေရတဲ့သူတွေထွက်ပြေးတင်းချောင်နေတဲ့လူတွေကို ပြစ်ဒဏ်လုံခြုံချမ်းသာခွဲပေးလိုက်ပါပြီ။ဒါကြောင့်ရုပ်ရှင်မင်းသမီးခိုင်တင်းကြည်နဲ့ခင်မွန်ကိုခနိုင်အပါအဝင်ရန်ကုန်မန္တလေးကနေအကျဉ်းသားပေါင်းထောင်ချီလွှမ်းမြောက်လာတာဖြစ်ပါတယ်။ ဒါကြောင့်ပိတ်ကတ်တွေကပြည်တံကြခံရတဲ့အနုပညာရှင်တွေလည်းပြန်လည်လွတ်မြောက်လာမယ်လို့ထင်ကြေးပြနေကြတာပါဒီဗီဒီယိုထဲမှာတော့ပြည်တံကြခံရတဲ့အနုပညာရှင်တွေထဲကမှရောင်လို့ပြန်မလွတ်လာခဲ့တဲ့အနုပညာရှင်ဆယ်လူတွေကိုပြောပြပေးသွားမှာပါနံပါတ်1နမ်မွေစံနမကြီးမော်ဒန်နဲ့တရုတ်ဆောင်ဆရာဝန်တယောက်ဖြစ်တဲ့နမ်မွေစံဟာသူမရဲ့ခန္ဓာကိုယ်အလှပ body တွေကြောင့်မြန်မာတိုင်းကလုံးကအမျိုးသားတွေ အနုပညာရှင်တွေမတိတူမရှိရအောင်နာမည်ကြီးကျော်ကြပါတယ်အထူးသဖြင့်နမ်းမွေဆိုင်ရဲ့ဗီဒီယိုတွေကိုပရိသတ်ယောက်ျားတွေကတရေတမြန်မြန်နဲ့မျိုးချပြီးတော့အားပေးရတာဖြစ်ပါတယ်ဒါပေမဲ့နမ်းမွေဆိုင်ဟာမြမရင်ကျေးမှုနဲ့မကိုက်ညီတဲ့ဗီဒီယိုဖိုင်တွေကြောင့်ထောင်ဒဏ်ချမှတ်ခံထားရပါတယ်ပိတ်ချက်တွေကတော့လူငင်းချမ်းသာခွင့်ပေးတိုင်းမှာနမ်းမွေဆိုင်လွတ်မြောက်လာမယ်လို့ထင်ကြတာပါဒါပေမဲ့မလွတ်မြောက်နိုင်သေးတာဖြစ်ပါတယ်အခုလဲလူငင်းချမ်းသာခွင့်ပေးတဲ့အထက်မှာ နမွေဆံမပါဝင်ခဲ့ပါဘူး။ဒါကြောင့်လူတွေကစိတ်မကောင်းဖြစ်နေကြပါတယ်။နံပါတ်၄သမီးဆို Passport ဆယ်လီသမီးဆိုကလည်းပူပူနွေးနွေး905ကကြီးနဲ့အမှုရင်ဆိုင်နေရတာပါ။အမေရိကန်က Passport ဆယ်လီသမီးဆိုဟာအမေရိကန်ကနေမြန်မာနိုင်ငံကိုပြန်လာရှင်တဲ့တမနဲ့တချိန်ကပွဲဖြစ်ခဲ့မှုတဲ့အေတင်ကိုနဲ့ညှိပြီးတော့အမှုတွေရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။အခုချိန်မှတော့သမီးဆိုရင်ဆိုင်နေရတဲ့905ကကြီးအမှုတွေတွေအားလုံးကို ပိတ်သိမ်းလိုက်ပြီးဆိုပေမဲ့လည်းအေတင်ကိုနဲ့အမှုမပြည့်ပြတ်သေးတာကြောင့်သမီးဆိုကမလွတ်လာနိုင်တာဖြစ်ပုံရပါတယ်။နံပါတ်3ရေတာတရုတ်ဆောင်ရေတိုက်ကိုဒီခက်ကလေးတွေမသိနိုင်ကြတော့ပေမဲ့60ခုနှစ်ကမြန်မာရုပ်ရှင်လောကမှာသူ့ရဲ့ထူးခြားတဲ့တရုတ်ဆောင်ဟန်ပန်နဲ့ကိုပိုင်ဟန်ပန်ကိုပိုင်ဆိုင်ထားတဲ့အနည်းပညာရှင်တို့ဖြစ်ပါတယ်။ဗိတ္တတွေကြားမှာသူဟာအထင်မှားတဲ့ဇာယုတ်တွေခန်းစားမှုပြင်းထန်တဲ့ဇာကောင်တွေကိုပိုင်နိုင်စွာအသိအသွင်းနိုင်သူအဖြစ်ထင်ရှားပါတယ်။ ရတိုက်ပေါ်ပြိတတ်တွေအထုတပြက်တတိထားမိစေခဲတာကစိတ်ခံစားမှုပြင်းထန်ပြီးအတွေ့အခေါ်ပါတဲ့ဇာကားများစွာပဲဖြစ်ပါတယ်အထုတပြက်သူ့ရဲ့တယောက်ဆောင်မှုဟာပေါကားတွေရဲ့ပုံစံကနေခွဲထွက်ပြီးခက်ပြိုင်လူငယ်တယောက်ရဲ့ခံစားချက်ရုန်းကန်မှုတွေကိုပြင်းပြစွာဖော်ညွှန်းနိုင်တဲ့မင်းသားအဖြစ်ပြိတကလက်ခံအားပေးခဲ့ကြတာကိုတွေ့ရပါတယ်သူပါဝင်တယောက်ဆောင်ခဲ့တဲ့ဇာကားအများစုကိုနိုင်ငံခြားကိုတင်ပို့နိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်2021ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံရဲ့နိုင်ငံရေးအရှင်တွေပြောင်းလဲမှုများဖြစ်ပေါ်လာတဲ့အခါမှာအနုပညာရှင်တဦးအနေနဲ့ပြည်သူလူထုဘက်ကရည်တည်ခဲ့ပြီးပုံမှန်905ကကြီအပါဝင်အခြားပုံမှန်တွေနဲ့အထဲကိုရောက်ခဲ့ပါတယ်ဒါကြောင့်ပြည်သက်တွေကလည်းလူငယ်ကညာချင်းရောက်တိုင်းရဲတိုက်နာမယ်ကိုစလုံးကြီးကြီးနဲ့ရေးပြီးသွားစောင့်နေကြပေမဲ့ ဒီတစ်ခါလုံငန်းခွက်မှာလည်းရိုက်တိုက်ပါမလာဘူးလို့သိရပါတယ်။မိတ္တကြီးတို့ရောဒီသုံးယောက်ထဲကဘဒုကိုလှုပ်ဆေရှင်လဲဆိုတာကောမမရေးခဲကြပါအောင်နော်။တီချူပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရှင်။ဘာ